မင်္ဂလာပါမင်းသိကဗီဒီပရီဂရှင်မှာကြိုဆိုပါရစေမင်းသိကဗီဒီပြည်သက်ကြီးအတွက်2025မတ်လ9ရက်နေ့မှာ2025မတ်လ15ရက်နေ့ထိတပတ်စာဗီဒီများကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေနေ hostel ဝင်ငွေကောင်းပြီးကုန်ရောင်းကုန်ဝယ်ဈေးရောင်းဈေးဝယ်ကောင်းပြီးအိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်ဝယ်ဖြစ်ပြီးနိုင်ငံခြားတန်ယုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမီဈေးယုံကိုလူနာမေးသွားရမီမေးခဲ့တော့ကောင်းဤသက်တူရှယ်ယာလုပ်ငန်းပုံပြီးသို့မဟုတ်သက်တူရှယ်ယာလုပ်ငန်းမှာအကျိုးမြတ်များစွာရရှိမီဈေးမာရေးကတော့ချောင်းဆိုးမီပညာရေးမှာခံကောင်းနေပါသည် နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ခွင့်ရမီအခြေရေးမှာတာယာပါသည်အိမ်တော်ရေးမှာလည်းအစဉ် ်ပြေနေပါသည်။ကံကောင်းသောကဏ္ဍများမှာ3 5 6ဌာနများဖြစ်ပါသည်။ဒေရယာနေနေ့တနင်္ဂနွေနေ့မှာနေအိမ်ဖျားကြောင်းဆောင်မှာအုံထမင်းကတ်လူပူဆောင်မှာတနင်္ဂနွေသားသမီးများတွေဒီတစ်ပတ်မှာစိတ်ကြမ်းမာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ။ ။တနင်္လာသံတမန်များအတွက်တပတ်စာပေတွင် Hostan အိန္ဒိယရွှေပြောင်းပုံပြီးငွေအတွက်အနည်းငယ်တော့ကရောက်ပြီ။ဝန်ထမ်းဖြစ်ပါကအထက်လူကြီးဒုက္ခပေးပြီ။လုံသိအတွက်အင်တာဗျူးဝင်ရပြီ။မြေရောင်းဝယ်မှာအထင်းငော့ဖြစ်ပြီ။အမှုပညာရှင်တအူးဖြစ်ပါကမိမိအမှုပညာအတွက်သတင်းကောင်းကြားရပြီ။မော်တော်ဆိုင်ကဲအသစ်ဝင်ပြီ။ဆွေမျိုးတအူးဤကျဲမာရေးကိုကူညီရပြီ။ကျဲမာရေးနေနေသွားကြိုက်သွားနာဖြစ်ပြီ။ပညာရေးမှာကံကောင်းပါသည်။နိုင်ငံသားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ဝင်ရပြီ။အချစ်ရ င်းမှာချစ်သူနဲ့ဇကားများပြီးအဆင်မပြေဖြစ်မီအိမ်တော်ရေးမှာအိမ်တော်ဘက်ဤဆွေမျိုးများကြောင့်စိတ်ညစ်ရမီကံကောင်းသောကနေ့များမှာ1နှစ်9ကနေ့များဖြစ်ပါသည်ရေရီယာနေနေ့တင်းနာနေ့မှာ9နှစ်ကောင်လွတ်ပါတင်းနာသားနေ့များတွင်ဒီတစ်ပတ်မှာစိတ်ရချမ်းမာခြင်းကိုယ်ရချမ်းမာခြင်းများနဲ့ပြည့်စုံပါသည်ကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ အင်္ဂါသားသမီးများအတွက်တပတ်စာပေတဲ့ hostel အလုရှာနေပါကသို့မဟုတ်အလုလျှောက်ထားပါကအလုရမည်မော်တော်ကားအယောင်းဝယ်ဖြစ်မည်နိုင်ငံသားခရီးအတွက်တရင်ကောင်းကြာရမည်မြေယောင်းဝယ်ဖြစ်မည်အမှုရှိပါကရင်အေးရမည်ကြောင်းမြေရနာအယောင်းဝယ်မှာကောင်းမည်ဤသားစုနှင့်ပတ်သက်သောတရင်ကောင်းကြာရမည်တယ်လီဖုန်းအသစ်ဝင်မည်ဈေးမာရေးကတော့ခါနာမည်ပညာရေးမှာကြိုးစားမှုအားနေနေပါသည်အချစ်ရေးမှာချစ်သူနှင့်အနေဝင်နေလိမ့်မည်အိမ်တော်ရေးမှာလည်းတာယာမှုမရှိပါကဲကောင်းသောကနေ့များမှာ၄၆ ရှိကနေများဖြစ်ပါသည်ရေရီယာအနေနဲ့အင်္ဂါနေ့မှာနေအိမ်ဖျားကျောင်းဆောင်မှာစပယ်ပန်းငါးကုန်းကပ်လို့ပူဆိုပါအင်္ဂါသတိမရတဲ့ဒီတပတ်မှာစိတ်ကြီးကြမ်းမှခြင်းကိုကြီးကြမ်းမှခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ ဗုဒ္ဓဘုရားသခင်များအတွက်တပတ်စာပေတဲ့ hostel ဝန်ထမ်းဖြစ်ပါကလုံခွင့်ခွင့်မှာဖြည့်ရှင်းစရာကိစ္စပေါ်ပြီးတို့ရတယ်စိုးရင်စရာမလိုပါနိုင်ငံသားခီးစဉ်အတွက်လင်းရင်လက်မှတ်ဝယ်ရပြီးမော်တော်ကားအယောင်ဝယ်ဖြစ်ပြီးလေယာဉ်သုံးဆက်ပစ္စည်းဝင်ပြီးတကိုးခိုးခံရပြီးလူလိန်ခံရပြီးငွေဝင်ကောင်းပြီးအမှုပညာမှာအောင်မြင်မှုများရရှိပြီးဈေးမာရေးကတော့အဆိုင်ယောဂါဖြစ်ပြီးပညာရေးမှာကံကောင်းနေပါသည်ဆောင်းဝဲဖြေပါကအောင်မြင်ပြီးအချစ်ရေးမှာချစ်သူဤဆွဆွဲခြင်းကိုခံရပြီးအိမ်တော်ရေးမှာလည်းအိမ်တော်ဘက် နေ့စကားများရမည်။ကံကောင်းသောကဏ္ဍများမှာ969ကဏ္ဍများဖြစ်ပါသည်။ရေရီအနေနဲ့ဗုဒ္ဓဘူးနေမှာတကိုကြီးဖျားဗုဒ္ဓဘူးထောင်းမှာရေ29ကွက်ကတ်လူဘူးဆိုပါ။ဗုဒ္ဓဘူးသာသီမြတဲ့ဒီတပတ်မှာစိတ်အချမ်းမှချင်းကိုကြီးချမ်းမှချင်းများနဲ့ပြေဆုံးပါစေ။ကောင်းသောလူရင်းစံနာများလည်းပြေဝကြပါစေ။ တာတာဘေးတာသမီးများတဲ့တပတ်စာဘေးတွေ hostel အလုပ်သစ်အတွက် interview ဝင်ရပြီးအောင်မြင်ပြီစိုင်းသိဖွေခြင်းလုပ်ငန်းသစ်ပြုလုပ်ခြင်းများပြုလုပ်ရလိမ့်မည်ပိုင်ငယ်ပြောင်းပြီးသို့မဟုတ်မှောင်ပြီးကျောင်းမြေရတနာအယောင်းဝယ်ဖြစ်ပြီးရဝေးမှလက်ဆောင်ရောက်ပြီးသို့မဟုတ်ရဝေးမှငွေရောက်ပြီးအိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်းဝယ်ဖြစ်ပြီးဈေးမာရေးကတော့သွေးတိုးပြီးသို့မဟုတ်သွေးပေါင်းကြပြီးပညာရေးမှာအနောက်ရှက်ပေါ်ပြီးအချစ်ရေးမှာကံကောင်းပါသည်ချစ်သူထံမှလက်ဆောင်ရပြီးအိမ်တော်ရေးမှာလည်းတာယာနေပါသည်ကံကောင်းသော ောင်းကနန်းများမှာနှစ်သုံးခုံကနန်းများဖြစ်ပါသည်ရေရီယာအနေနဲ့စတာရင်းနေမှာတကိုးကြီးဖျားစတာရီထောက်မှာဖျောင်းနိုင်23နှစ်3ကလူပူစောပါစတာရင်းတန်တိမများတွေဒီတစ်ပတ်မှာစိတ်ကြီးကျမ်းမှာခြင်းကိုကြီးကျမ်းမှာခြင်းများနဲ့ပြေဆုံးပါစေကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ တောက်ချာသားသမီးများတွေတပတ်စာပေးတဲ့ hostel ဝန်ထမ်းဖြစ်ပါကလစာတူရာတူတူတရင်ကောင်းကြာရမီရေရောင်းဝယ်ကိစ္စမှာအနောက်ရှက်ပေါ်မီဆွေမျိုးတဦးထံမှာအကူအညီရမီနိုင်ငံခြားမှာငွေရောက်မီသို့မဟုတ်နိုင်ငံခြားငွေဝင်မီအိမ်ဆောင်ရန်အစီအစဉ်ပြုလုပ်ရလိမ့်မီသို့မဟုတ်အိမ်ဆောင်ရန်ပတ်နဲ့ရရလိမ့်မီတယ်လီဖုန်းအသစ်ဝင်မီမော်တော်ကားအယောင်ဝယ်ဖြစ်မီစဲမာရေးရတော့ခေါင်းမူးခေါင်းကိုက်ဖြစ်မီပညာရေးမှာကြိုးစားမှုမရှိဖြစ်နေမီအခြေရေးနဲ့အိမ်တော်ရေးမှာတာယာနေပါသည် န်ကောင်းသောကနေများမှာ6ခုကိုကနေများဖြစ်ပါသည်ရေရီယာနေနေ့တောက်ချာနေ့မှာတကိုကြီးဖျားတောက်ချာတောင်းမှာတပြေ22ညွတ်ကတ်လို့ဘူးဆိုပါတောက်ချာသာသည်မြရတဲ့ဒီတစ်ပတ်မှာစိတ်ရကျမ်းမာခြင်းကိုကြီးကျမ်းမာခြင်းများနေပြေဆုံးပါသည်ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ စနေသားသမီးများအတွက်တပတ်စာပေးတဲ့ hostel နိုင်ငံသားမှာအလုရှာနေပါကသို့မဟုတ်အလုရှောက်တာပါက အလုရမီအိမ်ပြင်အိမ်ဆောက်ခွင့်အမေရမီစံတဘာအယောင်ဝယ်ကောင်းပြီရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေလုံငန်းကောင်းပြီမော်တော်ကားအယောင်ဝယ်မှာအထစ်ကွန်ဖြစ်ပြီလူမှုရေလုံငန်းပရာယုဒလုပ်ငန်းတွေမှာအခက်အခဲပေါ်ပြီမြေရောင်းဝယ်ဖြစ်ပြီကျဲမာရေးကတော့ဝမ်းပြက်ဝမ်းလျှော်ဖြစ်ပြီပညာရေးမှာတိုးတက်မှုရှိပါသည် အချစ်ရေးမှာချစ်သူဤမိဘဆွေမျိုးများကြောင့်ဆင်ញင်ရမီအိမ်တော်ရေးမှာလည်း တာယာမှုမရှိပါ။ကံကောင်းသောကနေ့များမှာ14ခုကနေ့များဖြစ်ပါသည်။ဇန်နဝါရီနေ့စနေနေ့မှာတကိုးကြီးဖျားစနေတော့မှာထီးဖြူငါးလက်ကတ်လို့ပူဇော်ပါ။စနေသားသမီးများတွေဒီတစ်ပတ်မှာစိတ်ရည်ကျမ်းမာခြင်း၊ကိုယ်ရည်ကျမ်းမာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ။မင်းသင်ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်။ ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီရင်မင်းမြနိုင်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါဗီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသင်္ခါဗီရင် Application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။